အဲ့တော့အခုကျွန်တော်တို့ပြကျွန်တော်ဝါသနာပါတဲ့အမှုပညာကိုကျွန်တော်လုပ်ခွင့်ရအတွက်ကျွန်တော်ကျင့်တဲ့ကစာဝင်းနေအတွက်ကျွန်တော်အေကလိရောင်းတယ်ကျွန်တော်မရှိတော့ကျွန်တော်ချစ်ရပြည့်တဲ့သူ့ဘာနဲ့သူလာရောက်အားပေးကြတယ်အဲ့အဲ့ကြရင်ကျွန်တော်မှာတပတ်တနံဝင်ဝင်လေးရတယ်အဲ့တော့ကျွန်တော်ရုပ်ရှင်ကားကြီးကိုကျွန်တော်ပါကျွန်တော်အဲထုတ်ရိုက်လိုက်တယ်အဲတင်ခွင့်ရရင်တော့အဲ့ကားတော့အရန်ကောင်းမဲ့ကားကိုကျွန်တော်ထင်းတယ်အဲပြည့်တဲ့လည်းထပ်သူကြမယ်လို့တော့မြင်ပါတယ်ကျော်လဲပြုတ်နေပြီမေမေ ော်ကျွန်တော်အနေနဲ့ဟိုပရိသတ်ကိုကျွန်တော်ကတဘာဝကားလေးတွေပြကျင်တာလူတွေမှာကြုံတွေ့နေရတဲ့အခက်အခဲတွေအဲပြဿနာတွေတော့အဲ့ဒါလေးတွေဘယ်လောက်ထိစူးစမ်းရနေဘယ်လိုသွားရလဲလူဟာထွက်ပေါက်မရှိစေမှာဘယ်လောက်မွန်းကျက်လဲအဲအချင်းအချင်းမှာဒီအောင်ကြည့်ရဲ့လူတိုင်းရတယ်ဗမာတောဆင်အနေနဲ့ငါတို့ထိန်းသိမ်းရတော့မယ်ဆိုတာသူတို့သိသွားမှာဒီလိုဆိုသူတို့မသိဘူးဟိုမှာထိုင်းမှာမှာသွားကြည့်လိုက်နောက်ပြီးဗမာတောဆင်အနေနဲ့သူတို့အဲ့ကိုပြောပြအမှတ်ညံရန်ကောင်းတယ်အလုံးစုံသူတို့နှစ်လပဲနှစ်လကျော်မှသူတို့အရင်ရှင်သွားတယ် အဲ့လိုမျိုးပေါ့အဲ့လိုမျိုးကျွန်တော်တွေနဲ့ကြည့်ရလူတွေအတွက်ကသင်တန်းလာရမှာတို့တဘာဝတာကားဖြစ်တယ်ဟိုတော့ဥရွှေဘားကားဆိုလူတွေရမ်းကြိုက်ခဲ့ရလေအဲ့လိုမျိုးပုံစံလေးပါဘူးဟုတ်အဲအမောက်တော့မပြောတော့ပါဘူးတွားကြသူအဓိကရုံတင်လို့ရှိရင်၅မိုင်နဲ့ပြန်ပြုတ်မယ်လေအဲကြလို့ရှိရင်ရုံတင်ခွင့်ရမယ်ဆိုတော့ဝမ်းသာမှာကျွန်တော်ပြလို့ပြထားတယ်အဲသူတို့အပေါ်ကမကြသေးတော့ဇင်တထိတ်ထိတ်ဖြစ်နေအခုချိန်ကြီးလို့လေအော်ကျွန်တော်ကကန်ဆယ်လို့ပြောနိုင်ကျွန်တော်သိပြီကျွန်တော်ဘောကပြတ်ပြီ ရည်ရွယ်ရာရဲ့ချစ်တမ်းမှန်းနဲ့တည်နိုင်ခဲ့ဘူး We are the ဒါတရဲချော့ဆိုတာဒါ lucky 7ပေါ့ lucky 7ကကျွန်တော်ရဲ့ဒါဗီဒီယိုကားမှာခေါင်းဆောင်မင်းသားနဲ့အာကျွန်တော်ရိုက်ပေးခဲ့တဲ့ထုတ်လို့ပြပေါ့နော်ပြီးတော့ရုပ်ရှင်ကားကြီးမှာဆိုတော့သူအပြိုင်ဆက်တွေပေါ့ရွာစော်ကြီးတို့ college တပိုးတို့အာစသဖြင့်အရှိမအပြိုင်ပြိုင်တွေပေါ့ အရှိမလည်းအခုကိုနေဝင်းနဲ့ Lucky 7ကပဲရိုက်တယ်ဒီ9လပိုင်းကြာလို့ရှိရင်ကကိုစလိုက်နဲ့ပဲစလိုက်နဲ့အတွဲပဲ Lucky 7ရှိပါတယ်အဲကျွန်တော်စာချုပ်ထုတ်တာအမမဟုတ်ဦးဝင်းဝင်းချုပ်တာအဦးဝင်းဝင်းစပြီးကျွန်တော်ကိုသူတွေ့ပြီးတော့အဲတောက်ကြနေကိုရုံးလာခဲ့ပါဆိုတော့ကိုကဒီတိုင်းပဲထင်လိုက်တော့ဒါမှမဟုတ်ရောက်တော့အမင်းကခေါင်းဆောင်မင်းသားတရားရိုက်တော့မယ်လို့အဲပြောလိုက်တဲ့အချိန်မှာအရန်ဝမ်းတာပါအမတ်တရားပဲ အခုနပြောသလိုပေါ့ဘဝမှာကိုဖြစ်ချင်အောင်ဒီဇိုင်းမှန်မှန်ကြိုးစားပေါ့အာကျွန်တော်ဆိုရင်ဟိုကျွန်တော်အင်တာဗျူးကျွန်တော်များများသိမယ်ကျွန်တော်ကတမန်လာမှုမိထုမှန်ထုဘဝနဲ့အတုံးနဲ့ကိုနေထုနိုင်ရဲ့နောက်မှာတပည့်ခန္ဓာ၄နှစ်8နှစ်လောက်ဒုက္ခခံပြီးမှဒီနေရာလေးကိုရောက်တော့ပြီးတော့ကျွန်တော်တို့မှာကြာမွေးခြင်းမရှိဘူးမရှိရတဲ့ဟိုကိုဘာလုံးနိုင်လဲဆိုတော့တင်ယူရအောင်အဲ့မှာနှစ်တည်းအများကြီးပဲဟိုအဲ့တော့လာဆိုရှယ်မီဒီယာရခက်မစားသေးဘူးလေမစားသေးတော့ကျွန်တော်တို့လုံနိုင်တာပြီးတော့ကျွန်တော်တိုင်းသားဖြစ်တဲ့အတွက်စကားလည်းဝဲ ဝဲတော့ဟိုဘယ်လိုပြောရမလဲအတော်တော်စူးစမ်းရဒါပေမဲ့ခုနပြောသလိုပေါ့တိုင်းသားပဲမှာကျွန်တော်မမပြိတ္တအများဆုံးကစကားဝဲလို့တိုင်းသားတွေတော်တော်များများကိုချစ်တာပဲလေအဲစကားဝဲလို့ပိုင်တကုံလို့ဆိုရင်အားပေးရကျွန်တော်ကိုနေတိုးတို့ဗာတိုင်းသားတွေများတယ်လေအဲအားလုံးကလည်းစကားဝဲလို့ဆိုပြီးတော့သူတို့နေချင်းချင်းချက်သွားကြရင်လည်းတဖြည်းဖြည်းနဲ့အဲပရိုဂျူစာတွေသတိထားမိပါမယ်အဲရှိတယ်တို့တချို့ဗီဒီယိုကားတွေတော်တော်များများလဲတို့အလတ္တစာတရားတို့ဘာလို့ပေါ့နော် အတော်တော်များများတို့ကြိုက်ကြများလို့ပြီးတော့ကောလိပ်ဂျပွန်မှာလည်းတတိထားမိရဲ့ရွာစော်ကြီးဆိုတဲ့အရန်ပေါက်တာကိုပေါက်တော့အဲ့မှာလည်းတတိထားမိနေတယ်။သွားနေ။အဲကျွန်တော်ဒီရုပ်ရှင်သားရခုံလုံးမဲမော်အဲ့ဒါကတော့ခုနပြောသလိုကျွန်တော်တို့ရအသစ်ဖြစ်တဲ့အချိန်မှာကျွန်တော်အကောင်းဆုံးကျွန်တော်အိုက်တန်းမှာကျွန်တော်ခုနပြောသလိုကျွန်တော်အိတ်ရောင်းကြီးနဲ့ပတ်စံစုပဲစုပြီးတော့ကျွန်တော်အိုက်ကားကြီးကိုအာကျွန်တော်ရိုက်လိုက်တယ်။ရိုက်လိုက်တဲ့အချိန်မှာအဓိကကျွန်တော်တို့ကရုပ်ရှင်ကြိုက်ဖို့အရေးကြီးတယ်လေ။ရုပ်ရှင်ကြိုက်မှယုံတင်ခွင့်ရမှာ။ အဲ့တော့အကောင်းဆုံးတော့စူးစမ်းရပါတယ်ဒီကားလည်းပြီးတော့ကျွန်တော်တင်တာတော့တခြားဟာပြူလိုက်တဲ့အချိန်မှာတော်တော်များများပြိတက်ကဒီကားလေးကိုဟိုတင်ဝင်ရအောင်တော့စူးစမ်းထားပါတင်ဝင်ရတို့လိုလာရောက်အားပေးမယ်လို့လည်း comment တွေမှာပြောထားအတွက်အားရပါတယ်ဟုတ်အဲ့ရောင်းလိုက်စုအဲ့ကကျွန်တော်ကအမှန်တမ်းပြောတန်နှစ်ခွဲ၃နှစ်လောက်ရှိပြီအဲ့ရောင်းတာကျွန်တော်ဒီတိုင်းပဲကျွန်တော်အများတိုင်းဒီတော်တော်တက်တက်လေးပဲနေတယ်အဘာလို့လဲဆိုတော့တခြားကိုကဒီလိုပြောလိုက်တယ်ဆိုလို့ရှိရင်တချို့ကအတနာခံတာလားဘာဖြစ်တာလားဒရမ်မာခင်းတာလားဆိုတော့ အမမနော်မဟုတ်ဘူးတခါကျတို့ကမှားနေတာတခါကျွန်တော်တို့ရေတော့ကိုပြည်တီဦးရဲ့စာအုပ်ကိုဖတ်ပြီးတော့ကျွန်တော်လမ်းကြောင်းတစ်ခုကိုရောက်ခဲ့တာကိုကိုပြည်တီဦးစာအုပ်ကိုဖတ်ချင်သူ့ရဲ့အထုပ်ပတ်တိအားလုံးကျွန်တော်900နဲ့35လမ်းမှာပြည်တီဦးအင်တာဗျူးတွေဖတ်ဆိုဖတ်အဲအဲမှာကိုပြည်တီဦးကကျွန်တော်ဘဝနဲ့အဆာပါကျွန်တော်ဘယ်လောက်ထိရုန်းကန်ခဲ့ရလဲကျွန်တော်အခက်ခဲရဘလို့ဆိုတော့အဲ့ဒါက तू က drama ချူတာမဟုတ်အဲ့လမ်းကြောင်းကိုကျွန်တော်ကလိုက်တာလိုက်တယ်ဆိုတော့အဲ့ဒါ तू ကလမ်းညွန်ပြေးသွားတယ်တက်လားလမ်းညွန်ပြသွားတယ် အဲ့တော့အော်သူငါတို့ဒါနေကားလေးရိုက်ပြိတ္တအတိမတ်ပြုတ်ရယ်သူ့ဘဝမဖြစ်နိုင်ဘူးလို့ထင်တဲ့ချိန်မှာသူ့ပြန်မမျော်လင့်မဲ့အရာတစ်ခုရောက်တယ်ဆိုကျွန်တော်တို့ကအဲ့ဆောင်လေးဖတ်ပြီးတော့အဲ့ဆိုရင်တော့ငါလည်းနေကားကြီးရိုက်လို့ချင်းအကိုလိုမျိုးဖြစ်လို့ဖြစ်ပါမလားဆိုတွေးတော့တွေးဒါပေမဲ့ဖြစ်လာတယ်အဲ့အဲ့တော့တခါကြရင်ကျွန်တော်တို့ကကျွန်တော်တို့ဘဝရဘယ်လိုစဘယ်လိုကြိုးစားပါအောက်ကဆဲရောအဲဒါအတနာခံနိုင်ရောဒရမာခင်းနိုင်ရောဘာ MMM တော့မဟုတ်ကျွန်တော်တို့ကလေစိတ်သက်ခွန်အားပြအောင်ပြောပြဘယ်တော့ဘယ်တော့ဘယ်လောက်ပဲဖြစ်ဖြစ်စိတ်သက်မကြဘူး အာကိုကိုကိုအမြဲတမ်းနေလူဘဝဆိုအငှားရောက်လာတာအချိန်တန်ကြရင်ပြန်ရမယ်လူတွေကြီးပဲဒါပေမဲ့တတ်မှုရှိအောင်လူလူလူဖြစ်တဲ့အချိန်ခါမှာလူဖြစ်ရကြုံနဲ့အောင်အဲအဲ့ဒါကိုကျွန်တော်ဆိုပြကျွန်တော်ဝါသနာပါတဲ့အမှုပညာကိုကျွန်တော်လုပ်ခွင့်ရပြီကျွန်တော်ကျင့်တတ်တယ်စာဝင်းနေအတွက်ကျွန်တော်အေကလိရောင်းနေကျွန်တော်မရှိတော့ကျွန်တော်ချစ်ရပြိသက်တူတူမနဲ့တူလာရောက်အားပေးကြအဲအဲ့ကြရင်ကျွန်တော်မှာတပတ်တနက်ဝင်ဝင်လေးရတယ်အဲ့တော့ကျွန်တော်ရုပ်ရှင်ကားကြီးကိုကျွန်တော်ပါကျွန်တော်အဲထုတ်ရိုက်လိုက်တယ်အဲတင်ခွင့်ရရင်တော့အဲ့ကားကတော့အရန်ကောင်းမဲ့ကားကိုကျွန်တော်ထင်းတယ် အဲပရိသတ်လည်းထပ်တူကြမယ်လို့တော့မြင်ပါတယ်ဟိုကျွန်တော်အကောင့်မှာတင်ထားတော့1 1 million ပြည့်တော့မယ်လေကျွန်တော်မရှိဘူးကျွန်တော်လူဆိုတာခုနပြောဆိုတော့ကျွန်တော်ကလေဟိုကျွန်တော်ကိုယ်နေထူးနိုင်ပေါ့နော်ကျွန်တော်ဆရာကျွန်တော်ဝါရှိမှာပုံလေးတွေမထည့်ပြီးတော့ကျွန်တော်စိတ်ထဲမှာအယံခံစားခဲ့ရအောင်ငါဆရာလို့ငါဘာလို့ညာဝါရှိရမှာပုံမထည့်ရလဲပေါ့နော်ကျွန်တော်တောက်လျှောက်ရိုက်လာကားလေးတွေ အဲ့တော့ကျွန်တော်ဆရာတော်မှာပဲအဲ့လိုစိတ်ထားနေပြီးတော့ဟိုစော်ကားမိတာပေါ့ဒါပေမဲ့အရာလုံးကကောင်းမှုဖြစ်လာကျွန်တော်နေကားကြီးကိုနေထူးနိုင်တဲ့ရတာဘာမှမသိဘူးတကယ်တကယ်ဒီကကျွန်တော်ရိုက်လိုက်တဲ့အချိန်မှာဒီကောင်အိုင်တန်ရန်ကောင်းနေဆိုတာဟိုတိပြီးတော့မှရိုက်တာလေတကယ်တော့ဟိုဒီနေကားကြီးမှာသာကျွန်တော်ပိုင်နာမည်ကြီးမင်းသမီးကျွန်တော်ရိုက်ရမ်းမှလည်းမဟုတ်ဘူးလေအခုကျတော့ကိုကကိုဆရာရဲ့ကျေးဇူးကြောင့်မော်ရှိမပါတဲ့အချိန်မှာ မိနီမီတော်တော်များများလည်းကျွန်တော်ရိုက်ပေးပါတယ်အဲ့အတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်အနစ်နောက်ခံရတော့မဟုတ်ပါဘူးအဲ့တော့ကျွန်တော်ကငယ်လဲငယ်တရားကိုကျွန်တော်ကကိုနေထူးနိုင်တယ်ဆိုအများနဲ့အပြန်ရရလေအပြန်ရရဆိုငါဆက်ငါ့ကိုဘာလို့များဘောရှိမထည့်တာလဲဗောနော်ဒါပေမဲ့နောက်ပိုင်းကျတော့အဲ့စီတနာကိုသိလာတာဘာလို့လဲဆိုတော့သူမထည့်ပေးလို့လဲသူတို့ခေါင်းဆောင်မင်းသားဖြစ်လို့ရောက်တော့ဗောနယ်ကိုင်းမှာအရန်ပေါက်တဲ့မင်းသားတောင်းတယုံဆိုတာမလွယ်ဘူးလေ37လို့ဘာလို့ အဲ့လိုမျိုးမင်းသမီးကြီးကြတော့လည်းအဖြစ်လည်းမပြောပါဘူးခဲအကုန်လုံးပြတာခက်မှလေအာသူ့ကြောင့်ပဲမင်းသမီးအကုန်လုံးကလည်းကိုယ်မသိကြဘူးနေကားရိုက်တယ်ဆိုရလည်းမသိဘူးအကုန်လုံးကလည်းရိုက်ပေးကြအတွက်ကျေးဇူးများတင်ပါတယ်အာကျွန်တော်ဂျုံတင်ခွင့်ရလို့ကတော့မိသားစုအားလုံးကိုခေါ်ပြီးအင်တာဗျူးပြီးတော့ကဘာမှာအပြောဆုံးလူသားဖြစ်မယ်ဘာလို့ကျွန်တော်ဘဝတဆင့်တက်မှာဒါကလေကျွန်တော်ဟိုအခုအားလုံးကကျွန်တော်အမှန်တမ်းပြောရရင်အားပေးရလူအများကြီးရှိပါတယ်ဒါပေမဲ့ခုနပြောသလိုကျွန်တော်တို့ဘာလုံးနိုင်လဲဆိုတာကိုကျွန်တော်တို့က သူများနဲ့ဖွဲ့ထွက်တဲ့ကားမျိုးတစ်ခုပေါ့အာဒါကလည်းတကယ်ကိုဟိုဖြစ်ရမှန်ပေါ့ကျွန်တော်အကောင့်ထဲမှာရှိတယ်လေအာဒါအဲ့လိုမျိုးပေါ့ဟိုကျွန်တော်အရှိမလို့ဇလန်လို့ပြောပြအောင်လေကျွန်တော်တို့ဒီတောင်ရင်းမြစ်ရှိတယ်တောင်ရင်းမြစ်ရဲ့တစ်ဖက်ကအထိုင်းတစ်ဖက်ကမမနိုင်ငံဟိုတော့နက်နက်နက်လေကြာလို့ရှိလို့ရှိရင်ကျွန်တော်ဗမာတောဆင်ရိုင်းတွေကဒီအစားအစာပြလို့ဟိုတစ်ခေါက်ကတော့ရွာလဲဝင်စားလို့အသက်ခံလေအဲ့လိုမျိုးပဲသူတို့အစားအစာအချိန်မှာဆင်းနေရအဖွဲလိုက်မှာတော့တကောင်ချင်းတီသွားတာများတယ်အဲ့ကြောင့်တကောင်ချင်းတက်ခံ ဘာကြောင့်လဲစကြက်ကိုဖြန့်ရှာအဲ့ဒီမှာကျွန်တော်တောင်းမြဲတစ်ဖက်ကမှာထိုင်းလို့ဘာလို့ကကြာသူကပြောင်းနေနှမ်းနေဒီပြောင်းလို့ကြံလို့မပြောလို့တပိုင်းနဲ့တပိုင်းလို့အချက်ချက်ထားတာအချက်တောင်းလျှောက်ကြီးစိုက်တာစိုက်ထားခြင်းမှာကျွန်တော်ဘာမှတောင်းဆင်ရနေကြတော့စကြက်ကိုတွားတွေ့ရချိန်မှာသူကတကောင်နဲ့ဆိုမှဖမ်းအောင်အုပ်လိုက်ဆိုလို့ရှိရင်ဘာမှတောင်းဆင်ရနေဖမ်းတော့ဖမ်းပြီးလို့ရှိလို့ရှိရင်သူကရင်အောင်အဲ့မှာလက်စက်မှာအကုန်လုံးလို့ပါပြီးတော့မှတွားချောင်းလို့ရှိရင်တိတ်ကိုတောင်းတဲ့ချီရတာလေဘာမှတောင်းဆင်ရနေဖမ်းတာအဲ့တော့ဟိုဒါဒီ ဘမစင်အိုင်းနေနဲ့ဘလို့နေရလဲအဲ့လူတယောက်ရဲ့ဥစ္စာပေါ့နော်အဲ့မှာသူတို့ရှိနေမှာလဲစင်တက်တာခံခဲ့ရလို့အများကြီးရှိစင်တွေကအရိုင်းနေလို့ဆက်ဆောင်တော့ထိမရပြုမရအချိန်မှာအဲ့လူရဲ့ဒီအထုပ်ပတ်တီကိုပြန်ပြီးတော့ရိုက်ထားတာပဲအဲကြည့်ရလူအတွက်ကလည်းတမျိုးလေးစမ်းသွားမယ်လို့ထင်တယ်အဲ့တော့တကယ်လို့ရုံရှင်ရုံတင်ခွင့်ရပြီဆိုကျွန်တော်တို့ကခြိမ်းလန်းနေရတော့အတိုက်ထက်လုံးပေါ့အော်ကျွန်တော်အနေနဲ့ဟိုပရိသတ်ကိုကျွန်တော်ကတဘာဝကားလေးတွေပြကျင်တာလူတွေမှာကြုံတွေ့နေရတဲ့အခက်အခဲတွေ အဲပြဿနာတွေပေါ့အဲ့ဒါလေးတွေဘယ်လောက်ထိစူးစမ်းနေဘယ်လိုသွားရလဲလူကထွက်ပေါက်မရှိချိန်မှာဘယ်လောက်မွန်းကျက်လဲအဲအဲ့ဒီအချိန်မှာဒီအောင်ကြည့်ရဲ့လူတိုင်းရတယ်ဘာမှတော့ဆင်ရနေဘာလို့ထိမ့်သိမ်းရတော့မဲဆိုတာသူတို့သိသွားမှာဒီပုဆိုသူတို့မသိဘူးဟိုမှာမှာ time မှာသွားကြည့်လိုက်နောက်ပြီးဘာမှတော့ဆင်ရနေသူတို့အဲ့ကိုပြောပြအမှတ်ဉာဏ်ရန်ကောင်းတယ်အလုံးစုံသူတို့နှစ်လပဲနှစ်လကျော်မှသူတို့အရင်ရှင်သွားတယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးသူတို့တွေနဲ့ကြည့်ရဲ့လူတွေအတွက်ကသင်ခန်းစာရအောင်သူတို့ တဘာဝတာကားဖြစ်တယ်ဟိုတော့ဥရွှေပါကားဆိုလူတွေရမ်းကြိုက်ခဲ့ရလေအဲ့လိုမျိုးပုံစံလေးပါဘူးဟုတ်အဲအမောက်တော့မပြောတော့ပါဘူးတော်ကြသူအဓိကရုံတင်လို့ရှိရင်၅မိုင်းနဲ့ပြန်ပြုတ်မယ်လေအဲကြလို့ရှိရင်ရုံတင်ခွင့်ရမယ်ဆိုတော့ဝမ်းတာမှာကျွန်တော်ပြောက်လို့ပြထားတယ်အဲသူတို့အပေါ်ကမကြသေးတော့ဇင်တထိတ်ထိတ်ဖြစ်နေအခုချိန်ကြီးလို့လေအော်ကျွန်တော်ကကန်ဆယ်လို့ပြောလိုက်ရင်ကျွန်တော်သိပြီကျွန်တော်ဘောကပြတ်ပြီကျွန်တော်မသိဘူးပြောလို့လေအဲကျွန်တော်တို့ကြောက်တော့အဲ့ဒါကျွန်တော်ကကျွန်တော်မှာဇက်တွေဝယ်ထားရှိတယ်ကျွန်တော်ရေခဲတော့မှလေအဲ ဟိုဟာနှင်းလူတို့နှင်းမြေမာလေးရဲ့ဒနာကြီးတို့နှင်းလူဆိုလို့ရှိရင်လည်းကျွန်တော်ဝယ်ထားရှိအရန်ကောင်းတယ်ဗျာတမယိုးကြမဟုတ်အဲဒီရေကဲတောင်မှာဟိုလူတစ်ပိုင်းနဲ့တစ်ပိုင်းနဲ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးပုံစံလေးနဲ့တူမတူအချစ်ဇလန်းပေါ့အဲ့လိုမျိုးလေးရိုက်ချင်တယ်အိုက်ဆောက်တွေကျွန်တော်ဝယ်ထားတာအော်ဒီကားလေးမှာအောင်မြင်သွားရင်ငါနှင်းလူရိုက်မယ်ပြီးနှင်းမြေမာလေးရဲ့ဒနာကြီးဆိုတဲ့ဇက်လေးကျွန်တော်ဝယ်ထားခြေခဲတော်မှာနဲ့အချစ်ဇလန်းလေးပေါ့တူမတူပြိသက်ကိုရတာပေးချင်တဲ့ဇက်မျိုးလေးကိုဝယ်ဝယ်ရှိတယ်အဲ့လိုမျိုး ိုးစားမဲ့လမ်းမသိဘူးအဲ့လိုတင်တော့တင်တော့တင်ထားတာပေါ့နော်အဲကျွန်တော်ဘာလို့ရှိ6လလောက်အတင်လာတော့ကျွန်တော်တန်းတန်းလားလောက်တော့ရှိကုန်တယ်အဲတလားတလားအဲ့အချိန်တွင်းမှာတော့သူတို့ကြည့်မိမယ်လို့တော့ပြောသူတို့လည်းအရှိရကားတွေအရင်ကြည့်ရလို့ထင်တယ်အဲ့အဲ့လိုအားကြောင့်ဒီကားကိုတို့ကြည့်ပြီးတင်ခွင့်ရမယ်ဆိုရင်တော့အတိုင်းထက်တော့မဟုတ်ဒါပေမဲ့နောက်တစ်ခုတော့ကျွန်တော်မှာဟိုပရိသတ်အဲ့ comment လေးဖတ်ပြီးတော့ရရင်တော့ကျွန်တော်ပြောအဲ့လားလေးတော့ကျွန်တော်မျောလင့်ထားတာပေါ့ ဟုတ်ဒီတရားချော့စကားကိုလာရောက်အပိတ်ပါလို့လူတွေရဲ့ဒေဝင်ကားချိန်မှာလူတိုင်းမှာအခုချိန်မှာ ပုံပန်မှုတွေစိုးရိမ်မှုတွေအများကြီးရှိနေပေမဲ့လည်းတရားကစိတ်ပြေလက်ပြောက်လေးရှိခြင်းဒီတရားချော့စကားလို့လာရောက်ကြည့်ပါလို့ဖိတ်ခေါ်ပါသည်